လက်ကိုဘယ်အချိန်မှဘလို့ဆေးကြမလဲလက်ဆေးခြင်းလက်ဆေးခြင်းဟာအေးမိခြင်းတုပ်ကွေးနဲ့အစာဆိတ်တင်တာတွေကိုကောက်ွယ်ဖို့ရိုးရှင်းပြီးတော့ထိရောက်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်လက်ကိုဘယ်အချိန်မှဆေးမလဲယောဂဘိုးတွေဗက်တီးရားတွေနဲ့မထိတွေ့ခင်နဲ့ထိတွေ့ပြီးတဲ့နောက်မှာလက်ဆေးတာကို နေ့စဉ်ပုံမှန်လှုပ်ဆောင်နေကြအရာတစ်ခုအပြည့်လှုပ်ဆောင်သင့်ပါတယ် ခြုံပြောရမယ်ဆိုရင်တော့အောက်ပါချက်တွေကြောင့်လက်စေးတင်ပါတယ်။တုတ်ကွေးနဲ့အေးအေးမိခြင်းတွေဖြစ်ပွားလေရှိတဲ့အချိန်မှာလက်စေးကျင့်ဟာတင့်ကိုအေးအေးမိခြင်းမှာကာကွယ်ပေးပါတယ်။လက်ကိုပဲအချိန်မှာဘယ်လိုဈေးကြမလဲအစာမပြင်စင်မီပြင်စင်နေစင်နဲ့ပြင်စင်ပြီးချိန်ဒီမှာလက်ဈေးချင်းဟာ သင်ကိုအစာဆေးသင့်ရောဂါပြန့်မွားစေတယ်။ဘက်တီးရီးယားကူးစက်နိုင်ခြေကနေကာကွယ်ပေးပါတယ်။အထူးသဖြင့်အသားစိမ်ငါးစိမ်ဥတွေနဲ့ပင်လယ်ဆာစိမ်တွေကိုမကင်တွယ်စင်နဲ့ကင်တွယ်ပြီးချိန်မှာ လက်ကိုသေချာဆေးကြောသင့်ပါတယ်။အင်တာဝင်ပြီးချိန်သို့မဟုတ်ခလေးအနီးလေးပြီးချိန်တွေမှာလက်ဆေးခြင်းဟာသင်ကိုကူးစက်ရောဂါပဲဖြစ်တဲ့ဆယ်မိုနဲလာရောဂါနဲ့ တဲရောင်တဲဝါစီဖို့ကူးဆက်နိုင်ခြင်းကိုချောချပေးပါတယ်။ဖျားနေတဲ့သူကိုမပြုစေခင်နဲ့ပြုစုပြီးချိန်တို့မှာလက်စေတင်ပါတယ်။အထူးသဖြင့်ထိခိုက်ရရာတွေကိုကုသမပေးခင်နဲ့ပေးပြီးမှလက်စေဖို့အရေးကြီးပါတယ်။အစာမစားမီလက်စေခြင်းကိုလည်းပြုလုပ်တင်ပါတယ်။အောက်ပေါ်ပြပါလုံဆောင်ချက်တွေကိုလုံဆောင်ပြီးရင်လည်းလက်စေတင်ပါတယ်။ခန္ဓာကိုယ်ရဲ့မတန့်ရှင်းတဲ့အစိတ်ပိုင်းတွေကိုထိတွေ့ခြင်း ရေချိုးကအိမ်နာအသုံးပြုခြင်းခြောင်ဆိုးခြင်းနှာချေခြင်းလက်ကင်ဘဝအသုံးပြုခြင်းနဲ့တခါသုံးပစ္စည်းတွေအသုံးပြုခြင်းအစားအစာတွေကိုကင်တွယ်ပြင်ဆင်ခြင်းအထူးသဖြင့်အသားစိမ်း၅စိမ်းဦး၅အခွန်မာတဲ့ရေတရဝါများတလိမ့်ဆန်နဲ့သူတို့ရဲ့စုပြပစ္စည်းတွေအစားအစာတွေနဲ့ထိတွေ့ခြင်းကလေးအနီးလဲပေးခြင်းအမိုက်ကင်တွေ့ခြင်းခုံတုံးခြင်းနဲ့လက်ဆွဲနှုတ်ဆက်ခြင်းတို့ပဲဖြစ်ပါတယ်။ စင်ကြယ်စွာလက်စည်းဤကျမ်းမာရေးဌာနကလက်ကို သေးချစွာဆေးကြောရဲ့အတွက် အောက်ပေါ်ပြပါအချက်တွေကို တိုက်တွန်းထားပါတယ်။လက်ကို ရေပုံမှန်အောက်မှာစက်ပြာသုံးဆွဲပြီးတော့ရေဆုပ်ပါ။လက်နှစ်ဖက်ကိုစက်ပြာမှုပြစ်ပေါ်လာအောင်မိနစ်20ခန့်သေးချစွာပိုးတိုက်ဆေးကြောပါ။တိလက်ကဝေလက်အနောက်ဖက်တွင်လက်ချောင်းတွေကြားနှင့်လက်သေးတို့အထိပါတေချာစွာအာယုံဆိုင်ပါ ရေပုံမှန်အောက်မှာပဲ ရေစင်အောင်စီကြောပါလက်အချောက်ခံမှုတန့်ရှင်းတဲ့လက်တော့ဘွားတထဲကိုအသုံးပြုပါသို့မဟုတ်လေမှုဆက်အသုံးပြုပါတင်ဆက်ကူလက်ကောင်ဘွားနဲ့လက်တော့နေချိန်မှာရေပုံမှန်ကိုဖွင့်ထားနိုင်ပါတယ်ပြီးတော့မှရေပုံမှန်ကောင်းပိတ်တဲ့အချိန်မှာဆက်ကူလက်တော့ဘွားကိုတင့်လက်နဲ့ပုံမှန်ကောင်းချာအခုခံအဖြစ်အသုံးပြုနိုင်ပါတယ် ဆက်ပြန်တဲ့ရေကိုအလွယ်တကူမရနိုင်ခဲ့လို့ရှိရင်လက်တန့်စင်ဆေးရည်တို့မဟုတ်အရက်ပြန်ကို အခြေခံတဲ့အနည်းဆုံး600ခိုင်နှုန်းအီကိုလိုက်အယ်ကိုဟောတို့မဟုတ်အိုက်ဆိုပရိုပန်နောပါဝင်တဲ့လက်တော်ဝတ်တို့ကိုအသုံးပြုပါ သင်ခရီးသွားတဲ့အခါမှာတစ်နှစ်ကိုနှစ်ခုလောက်ယူဆောင်သွားပြီးတော့သင်ကားတဲ့သို့မဟုတ်ပတ်စံအိတ်တွေထည့်ထားပါဒီပစ္စည်းတွေကသင်နဲ့ပေါ်ကယောဂဘောအရေးအတွက်ကိုရောနေစေပေမယ့်ယောဂဘောအကုန်ကိုတော့လျှင်မြန်စွာသိစေနိုင်ခြင်းမရှိပါဘူးလက်တန့်စင်ဆေးရည်ကိုအသုံးပြုလို့ရှိရင် တင့်လက်နှစ်ဖက်နဲ့လက်ချောင်းလေးတွေကိုထိုစည်းရေမချောက်မချင်းပုတ်သက်စည်းကြောပါရေသုံးစရာမလိုအပ်ပါဘူးပါဝင်တဲ့အရက်ပြန်ကတင့်နှက်ပေါ်မှာရှိတဲ့ယောဂါဘောအတော်များများကိုလင်မြန်စွာသိစေနိုင်ပါတယ်လက်စည်းတင့်တော်အကြောင်းရင်းများလက်ကိုမကြကနစည်းကြောခြင်းဟာတင့်ရအတွက်ကောင်းကျိုးမြောက်များစွာရှိပါတယ်။အောက်ပေါ်ပြပါအချက်တွေကတော့တင်ပါလို့လက်စည်းတင်လဲဆိုတာရဲ့အကြောင်းရင်းတွေပဲဖြစ်ပါတယ်။ ဗတ္တီးယားပိုးတွေဟာလက်ကတစ်စင်ကူးဆက်နိုင်ပြီးတော့လူတွေကိုဖျားနာစေပါတယ်ဆယ်မွန်နဲလာအီကိုလိုက်နဲ့ဝိုင်းရှောဝမ်ပြက်ဖြစ်စေတဲ့ဒူဘိုဗိုင်းရပ်စ်ပိုးတွေဟာမစင်မတစ်စင်ကူးဆက်ပြန့်မွားနိုင်ပါတယ်ယောဂဘူရှိတဲ့သူတွေထိထားတဲ့တကားလက်ကင်သူဟုတ်အိနာသုံးစကူတို့ကိုအိုက်တွေမိမယ်ဆိုရင်ဒီယောဂဘိုးတွေဟာတင့်လက်ကိုရောက်ရှိလာပြီးတော့ယောဂဘူကိုဆက်နိုင်ပါတယ်။ လက်ဆေးချင်းဟာဖြားနာခြင်းကကောက်ွယ်နိုင်ပြီးတော့ယောဂဘောအခြားသူထံကိုပြန့်မွားခြင်းကိုလည်းတားမြစ်ပေးပါတယ်။လူတွေဟာတတိမထားမိပဲနဲ့သူတို့ရဲ့မျက်လုံးနှာခေါင်းပါးစပ်တို့ကိုမကြခဏထိတွေ့မိတတ်ပါတယ်။ယောဂဘောတွေဟာမျက်လုံးနားနှာခေါင်းတို့မှတစ်စင်းခန္ဓာကိုယ်တွေဝင်ရောက်နိုင်ပြီးတော့ဖြားနာမှုကိုဖြစ်ပေါ်စေပါတယ်။ စေးကြောခြင်းမရှိတဲ့လက်ကယောဂပိုးတွေဟာ အစာတောက်ပြင်စင်စဉ်သို့မဟုတ်အစာတောက်စင်မှာအစာတောက်တွေထဲကို ရောက်ရှိလာတတ်ပါတယ်။ယောဂပိုးတွေဟာအချို့သောခြေနေတွေအောင်အစာတောက်တွေမှာကွာမြားနိုင်ပြီးတော့လူတွေကိုဖျားနာစေနိုင်ပါတယ်။စေးကြောခြင်းမရှိတဲ့လက်ကယောဂပိုးတွေဟာ အခြားအရာတွေစီကို ပြန့်ပွားနိုင်ပါတယ်။ဥပမာလက်ရည် စပွဲမျက်နှာပြင်အယုံဓာရီမတဆင်းအခြားသူတယောက်ရဲ့လက်စီကိုပြန်ပွားနိုင်ပါတယ်။လက်စီချင်းပြေယောဂဖို့ဖေရှားခြင်းဟာဝမ်းလျှော်ဝမ်းပြည့်နဲ့အသက်ရှူရန်ကြောင်းဆိုင်ရာယောဂတွေကိုကောက်ွယ်ပြီးအောင်တမတာအရေးပြနဲ့မျက်စီယောဂတွေကိုလည်းကောက်ွယ်ပေးပါတယ်။လက်စီချင်းဟာကျန်းမာတဲ့လူမှုပတ်ဝန်းကျင်ကိုတိုးတက်စေပါတယ်။လူတွေကိုလက်စေးနည်းတင်ကြခြင်းဟာသူတို့ကိုယ်တိုင်နဲ့ပတ်ဝန်းကျင်ကိုကျန်းမာစေပါတယ်။ လက်ဆေးမှုပညာပေးခြင်းဟာဝမ်းပြည့်ယောဂရရှိမှုလူအရေအတွက်ကို37ရာခိုင်နှုန်းလျှော့ချပေးနိုင်ပါတယ်။ခုခံအားစနစ်မကောင်းတဲ့သူတွေမှာဝမ်းပြည့်ဝမ်းလျှော့ယောဂဖြစ်ပွားမှုကို58ရာခိုင်နှုန်းလျှော့ချနိုင်ပါတယ်။ပြည်သူလူထုကြားမှာအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါကို16ရာခိုင်နှုန်းကနေ21ရာခိုင်နှုန်းလျှော့ချပေးနိုင်ပါတယ်။လက်စေးခြင်းဟာပိုးသက်စေခြင်းပါမှုမြင့်တက်လာခြင်းကိုရင်ဆိုင်နိုင်ပါတယ်။ ဖျားနာတာကိုကာကွယ်ခြင်းအပြင် လူတွေအသုံးပြုနေတဲ့ပိုးသက်ဆေးပမာဏကိုလျှော့ချစေနိုင်တာကြောင့်ပိုးသက်ဆေးရင်ပါမှုကိုလျှော့ချစေပါတယ်။လက်ဆေးကျင့်ဟာ30ရာခိုင်နှုန်းသောဝမ်းပြတ်ဝမ်းလျှော့ယောဂတွေနဲ့20ရာခိုင်နှုန်းသော အသက်ရှူရန်ကြောင်းယောဂတွေကိုကာကွယ်နိုင်ပါတယ်။ပိုးသက်ဆေးတွေကိုတစ်ခါတလေမှမလိုအပ်ဘဲနဲ့ကျန်းမာရေးပြဿနာတွေကုသဖို့အသုံးပြုကြပါတယ်။ လက်စည်းချင်းဖြင့်ယောဂဖြစ်ပွားမှုကိုလျှော့ချခြင်းဟာကဘာပေါ်မှာပိုးသက်စေရင်ပါမှုကိုဖြစ်စေတဲ့အရေးအကြီးဆုံးအချက်ဖြစ်တဲ့ပိုးသက်စေအလွန်အကျွံသုံးဆွဲမှုကိုကူညီပေးပါတယ်ထီထွေမှုကြောင့်ကုသတတ်သောယောဂများ လက်ချင်းထီထွေမှုသို့မဟုတ်ယောဂကုသခံရတဲ့အရာသို့မဟုတ်တိရိစ္ဆာန်နဲ့ထီထွေမှုတွေကြောင့်အချို့အဖြစ်များတဲ့ယောဂတွေကလူဝဲချင်းချင်းချာမှာကုသနေကြပါတယ် နိုဘိုဗိုင်းရပ်စ်ကအစာအိမ်နဲ့ဥရန်းကြောင်းဆိုင်ရာရောဂါများဖြစ်ပွားနိုင်ပါတယ်။နိုဘိုဗိုင်းရပ်စ်ရဲ့ရောဂါလက္ခဏာတွေကတော့ပြိုအန်ခြင်း၊ဝိုင်းလျှောခြင်းနဲ့ပိုက်နာခြင်းတို့ပဲဖြစ်ပါတယ်။နိုဘိုဗိုင်းရပ်စ်ကိုမဆေမတ်တဆင့်ကူးစက်ပြီးတော့သူ့အမြောက်အများစုဝေးနေတဲ့နေရာများ၊သင်းမော၊နေ့ကလေးထိပ်ချောင်းတွေမှာအလျင်အမြန်ပြန့်ပွားနိုင်ပါတယ်။ နိုဗိုဗိုင်းရပ်စ်ကူးစက်မှုကိုယောဂဘုံကူးစက်ခံရသူနဲ့အိမ်နာတက်ပြီးတော့ခလီအနီးလဲပြီးချိန်တွေမှာထေချာစွာလက်ဆေးကြောခြင်းဖြင့်ကာကွယ်နိုင်ပါတယ်။တဲ့နှာခေါင်းတွေဗဇက်တွေကိုထိတွေ့မှုမရှိဘဲနဲ့လူတွေနဲ့ထိတွေ့ဆက်ဆံပြီးတိုင်းလက်မကြခန္ဓာဆေးကြောခြင်းဟာယောဂကုသခံရမှုကိုလျှော့ချစေပါတယ်။နိုဗိုဗိုင်းရပ်စ်ဟာယောဂကိုရှိနေတဲ့လူတွေက အစာပြင်ဆင်ကြိုင်တွေ့ခြင်းနဲ့အိမ်နာအသုံးပြုပြီးတော့လက်မဆီခြင်းအဖြစ်ပြည့်မြင့်နိုင်ပါတယ်။အစာအစာရဲ့အနံ့အရသာဟာတိတာမှုမရှိတဲ့အတွက်ယောဂဘုံကုသခံရမှုရှိမရှိကို မသိနိုင်ပါဘူး။ဈေးရုံမှာတစဉ်ပြောင်းသွားနိုင်သောယောဂများယောဂဘုတော်များများဟာညံ့ဖြင်းနဲ့လက်ဆေးမှုနည်းပညာတွေကြောင့်ဈေးုံတွေမှာလူနာချင်းချင်းသို့မဟုတ်ဝန်ထမ်းများမှတစဉ်ကူးစက်နေကြပါတယ် တကယ်လို့စေယုံဝန်ထမ်းတယောက်ကလူနာတယောက်နဲ့တယောက်ကြားမှာလက်မစေးဘူးဆိုရင်သူဟာယောဂပိုးနဲ့ဘက်ထရီယာတွေကို အခြားလူနာတယောက်ကိုထည့်ဆောင်ပေးလိုက်ပါပြီ။အမြင့်ဖြည့်ရန်ခက်ခဲတဲ့စေယုံမှာတစင်ပြတ်မွားနိုင်တဲ့ယောဂတွေဖြစ်တဲ့မာစာ၊စီတွေ၊ VRE ၊အီကိုလိုက်၊ဆူရိုမိုနက်စ်တို့ဟာမကြာခဏတွေ့ရတတ်တဲ့စေယုံမှာတစင်ပြတ်မွားနိုင်သောယောဂများဖြစ်ပါတယ်။ အသေးရောင်အသက်ဝါအေဖို့အသေးရောင်အသက်ဝါအေဖို့ဟာ အသားဝါခြင်းအစားအသောက်ပြက်ခြင်းဗိုက်နာခြင်းဖျားနာခြင်းနဲ့မောပန်းခြင်းတို့ကိုဖြစ်စေတဲ့အသေးရောဂါဗားရက်ဘူတမျိုးဖြစ်ပါတယ်။အသေးရောင်အသက်ဝါအေဖို့ဟာအိမ်နာတက်ပြီးတော့လက်သေးချာမစေးပဲယောဂါကုသခံရသူ ပြင်ဆင်ပေးတဲ့အစားအသောက်တွေကို စားသုံးခြင်းအပြင်အဓိက ပြတ်မွားနိုင်ပါတယ်။ ယောဂါဘိုကူးစက်နေတဲ့အင်မတန်သေးငယ်တဲ့မဆယ်အစိတ်ပိုင်းလေးကတော့ယောဂါပြတ်မွားမှုကိုဖြစ်စေနိုင်ပါတယ်။တင်တီးတွေးမိသူရဲ့လက်သို့မဟုတ်အခြားခန္ဓာကိုယ်အစိတ်ပိုင်းတွေမှာအသေးရောင်အသေးဝါးအေးပိုးရှိမှဆိုရင်ဤကစားထွေ့ခြင်းကလည်းကူးစက်နိုင်ပါတယ်။ သင်ပါဇက်တို့မဟုတ်နှာခေါင်းကိုထိတွေ့မှုမပြုခင်လက်ဆေးမယ်ဆိုရင်တော့ယောဂကုသမှုကိုလျှော့ချနိုင်ပါတယ်လို့ပြောရင်းနဲ့ပဲကျမရဲ့ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်ရှင်အားလုံးပဲနေကောင်းကြပါကြပါစီလို့ဆုတောင်းပေးပါတယ်နော်နောက်တဲ့ဗီဒီယိုလေးမှာ ပြန်တွေ့ကြပါမယ်ရှင်